ားလုံးပဲတာလီစော့ပါကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့အခု line ပေါ်မှာအရန်ပြန့်နှံ့နေတဲ့သတင်းတစ်ပုဒ်ပေါ့လေအဲ့ဒီသတင်းကဒီ American ဆိုရရဲ့အကူအညီနဲ့ဒီ Bangladesh ကဥဆောင်ပြီးတော့ဒီ Arakha တက်တော် A ရဲ့ပြီးရင်ချင်းမျိုးသားတက်ဦး CDN နဲ့ရေပေါ့လေအာသူတို့ပေါင်းပြီးတော့မှဒီစစ်ကောင်စီကိုတိုက်တော့မယ်ဆိုတော့သတင်းပေါ့လေဆိုတော့ဒါကတကယ်ရောဖြစ်နိုင်ရဲ့လားတကယ်လို့များဖြစ်လာခဲ့ရင်ရောဘာတွေဆက်ဖြစ်မလဲ အဲ့ဒီအကြောင်းကိုအဓိကနိုင်ငံတကာအရေးတွေနဲ့ပတ်သက်ပြီးတော့မှအဓိကလေ့လာနေတဲ့ဒီရခိုင်နိုင်ငံရေးလေ့လာတုံးသက်တူဦးကိုမြင်မြန်ထားပါတယ်ဆိုတော့ကျွန်တော်တို့အခြေတဝန်းကြည့်အောင်ပါဆိုတော့ဒီဆွေးနွေးခန်းကိုမစခင်မှာအဒီတဲ့င်းဘလို့ထွက်ပေါ်လာတာလေးဆိုတာကိုကျွန်တော်နေနေပြောပြချင်ပါတယ်ဆိုတော့ဒီတဲ့င်းကိုရေးတာကဒီအိန္ဒိယတဲ့င်းဌာနပေါ့လေ Northeast News ဆိုပြီးတော့မှအဲ့တဲ့င်းဌာနရေးတာပါ ဆိုတော့ဒီသတင်းဌာနကဟိုဒီသတင်းကိုမထွက်ခင်မှာတခြားသတင်းတွေလည်းရှိထွက်လာရှိပါတယ်ဆိုတော့အဲ့ဒီသတင်းတွေကိုလည်းဒီရခိုင်ခြေဆိုင်သတင်းဌာနဖြစ်တဲ့ Western U တို့ပြီး DMG တို့ကလည်းဘာသာပြင်ပြီးပြန်ပြီးတော့မှဒီရေးခေတာတွေလည်းတွေ့ရပါတယ်အဓိကတော့ဒီမွတ်စလင်လက်နက်ကင်တွေပေါ့လေ RSO တို့ဟို ASA တို့အာ ERA တို့အဲ့ဒီဖွဲ့တွေကိုဒီဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အကူအညီနဲ့ပါကစ္စတန်ကနေပြီးတော့မှစစ်သည်တမ်းပေးနေတယ်ဆိုတော့သတင်းတွေ လေထွက်ခဲ့ပါလေအဓိကတော့အဲ့ဌာနကရေးတာပါဆိုတော့အလားတူပဲတခြားတော်တော်များများပေါ့လေဒီခိုင်ပြည်နေနဲ့ပတ်သက်တဲ့တည်င်းတွေပြီးရင်ဒီမြန်မာအိန္ဒိယနေဆက်ကတည်င်းတွေကိုလေဒီတည်င်းဌာနကဟိုရေးတာရှိပါတယ်ဆိုတော့ကျွန်တော်အဲ့အိန္ဒိယမှာရှိတဲ့ကျွန်တော်အတိတွေပေါ့လေအဲ့ဒါကိုမေးကြည့်တော့ဒီတည်င်းဟာယုံကြည်ဒီတည်င်းဌာနဟာပေါ့ယုံကြည်လို့ရလားပေါ့ဟာမေးကြည့်တော့အာ90 90ပဲလို့တော့ဟိုပါပြောပါတယ်အဲဆိုတော့โอเคကျွန်တော်တို့ဟိုအစီအစဉ်လေးကိုစလိုက်အောင်ပါ အခုလေဒီ line ပေါ်မှာပြန့်နှံ့နေတဲ့သတင်းပေါ့လေဒီ American အစိုးရရဲ့အကူအညီနဲ့ဒီ Bangladesh ကဥဆောင်ပြီးတော့မှဒီ Arakha Tactor AA ပြီးရင်ချင်းမျိုးသားတက်ကို CNF တို့ကနေပြီးတော့ပူပေါင်းပြီးတော့စစ်ကောင်စီကိုတိုက်တော်မယ်ဆိုတဲ့သတင်းပေါ့လေအဲ့ဒါလေးအခုလေသိပြီးသားဖြစ်မှာပါဆိုတော့ဒီသတင်းပေါ်မှာအခုအနေနဲ့ဘလို့မြင်မိလေပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အရင်ဆုံးကတော့ဖြစ်နိုင်ရှင်မဖြစ်နိုင်ရှင်နဲ့အရင်ဆုံးစမယ်လို့ထင်နေပေါ့နော်ဘာလို့ဆိုတော့ ဒီတခုခုသုံးသက်ချက်ကဥမာ ဖြစ်နိုင်ရှိတခုခုရှိတဲ့အဲပုံစံကိုပဲကျွန်တော်တို့ကသုံးသက်ကြတာပေါ့နော်ဥမာအချင်းဥမာတရားရခံလို့မဖြစ်နိုင်ဘူးဆိုရင်အဲ့ဒါကိုသုံးသက်နေစရာတိတ်မလိုဘူးပေါ့နော်ဒါကြတော့ဒီသုံးသက်နေလို့လေလကားဖြစ်သွားပေါ့ဆိုတော့ဒီဖြစ်နိုင်ရှင်နဲ့ပြောရင်တော့ဒါဒီတင်းကအရှိခိုင်မှမဟုတ်အားနေတာပေါ့ဒီနိုင်ငံရေးတပိုးတရားမှာတော့ conspiracy ဆိုတာရှိတာပေါ့နော်ဒီလက်မေးကြီးသဘောတရားပေါ့ဒါတခုခုတော့ဖြစ်နေပြီတရားရကတော့လုံနေပြီဆိုတဲ့ပုံစံမျိုးတော့ဖြစ်တာပေါ့ကဘာမှာဆိုရင်တော့အမ်ဟို American ရှိမယ်တရုတ်ရှိမယ်ရုရှားရှိမယ်အင်္ဂလိပ်ရှင်းအင်အားကြီးတဲ့နိုင်ငံတွေရှိမယ်ဒီနိုင်ငံတွေကလုံလိုက်တယ်လုံနေတယ်ဆိုပြီးတော့ဒီပြောကြတာလည်းအများကြီးရှိတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကတော့ဥမာတရားရခိုင်နှုန်း မဖြစ်နိုင်ဘူးလို့လေတစ်ဖက်မှာတော့ဒီညင်းချက်ထုတ်လို့မရဘူးပေါ့နော်။ဘာလို့ဆိုတော့ညင်းချက်ထမ်းရလောက်လေပဲတစ်ဖက်မှာအထောက်အထားရှိလာဆိုတော့မေခွန်းကလည်းရှိတာပေါ့။ဆိုတော့ရေးတဲ့သူကတော့ဒါလူတွေစိတ်စိတ်ဝင်စားမှုရှိအောင်နေပြီးတော့ရေးတဲ့သဘောလည်းပဲဖြစ်တယ်ပေါ့နော်။ဆိုတော့ဒါဖြစ်နိုင်ရှိရှိမှုကတော့အဲကျွန်တော်မြင်မှာကြတော့ဒါဆေးရခိုင်တို့အောက်ပဲဟိုဖြစ်တာပေါ့။ဟုတ်ကဲ့ပါကွာဟုတ်။အဲဆိုတော့အကိုခုနပြောသလိုပေါ့လေ။ဒါကတော့ ဟိုသတင်းထွက်နေတယ်ဒီသတင်းကဖြစ်နိုင်ချေတော့နေတယ်ပေါ့ဒါပေမဲ့နေတယ်ဆိုပေမဲ့တကယ်လို့များဖြစ်လာခဲ့ရင်ပေါ့ဘာတွေဖြစ်မလဲအဓိကတော့ဒီရခိုင်ပြည်နယ်တွင်းမှာဘာတွေဖြစ်မလဲပြီးရင်ဒီရခိုင်လူထုတွေကရောဟိုဒီကောင်းကောင်းတာတွေဖြစ်လာမလားဆိုးတာတွေဖြစ်လာမလားဘာတွေဖြစ်လာမလဲလို့အခုအနေနဲ့သုံးသပ်မိပါလေဗျာဆိုတော့အဲ့လိုမျိုးအခင်းကျင်းတစ်ခု ဖြစ်လာလို့ရှိရင်တော့ဒါရခိုင်တွေအတွက်ပေါ့နော်အထူးသဖြင့်ရခိုင်ပြည်သူတွေအတွက်ပဲဖြစ်ဖြစ် ULA ရဲ့တွေ့ပဲဖြစ်ဖြစ်အအရှင်တွေကကောင်းနိုင်စရာမရှိဘူးပေါ့နော်အထူးသဖြင့်ဒီပြင်ပအင်အားကြီးနိုင်ငံတွေရဲ့အကျိုးစီးပွားပြိုင်ဆိုင်မှုပဋိပက္ခအောက်ကိုရခိုင်ပြည်သူတွေကဒီမြေစာပင်ဖြစ်သွားတဲ့အရှင်တွေမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒါဖြစ်လာရင်တော့ကျွန်တော်အထင်တော့အဲတစ်ဖက်မှာစဉ်းစားရင်တော့ဒါ ောက်တွေလို့ထင်ရပေမဲ့နောက်တစ်ဖက်မှာတေးတေးချာချာဟိုဒီလက်တွေကပနိုင်ငံရဲ့အခင်းကျင်းနဲ့ရှင်ပြီးတော့စဉ်းစားလိုက်လို့ရှိရင်ဒါပိုဆိုးလာဖို့ပဲရှိတယ်ဆိုတော့ဒါအဲဖြစ်တင်လားဆိုလဲမဖြစ်တင်တဲ့အခင်းကျင်းတစ်ခုပေါ့နော်ဒါဖြစ်နိုင်ရည်လည်းပဲအဲနေတယ်ပေါ့တကယ်လို့ဖြစ်လာခဲ့မယ်ဆိုရင်တော့ဒါဟိုရခိုင်ပြည်ရဲ့အနေထားကပို့ပြီးတော့အင်အားကြီးနိုင်ငံတွေပြိုင်ဆိုင်မှုအောက်မှာတော့ ဟိုပြပုံဖြစ်သွားမဲ့သဘောပဲပိုရှိလို့ထင်ပါတယ်ဆိုတော့ဟိုအခုနကပြောတာတော့ဒီတကယ်လို့များဖြစ်လာခဲ့တဲ့ခေရင်ဆိုတော့ဟိုအဲ့မိကုန်းပေါ်မှာအခြေခံပြီးတော့ပြောတာပါလေဆိုတော့တကယ်ရောဘင်္ဂလားဒေ့ရှ်အနေနဲ့ရောဒီလိုပုံစံမျိုးသူတို့လုံနိုင်ရလားဖြစ်ရောဖြစ်နိုင်ရလားပေါ့ဘာလို့လဲဆိုတော့ဒီဘင်္ဂလားဒေ့ရှ်မှာလေအရင်ကြီးဒီရှုပ်ထွေးနေတဲ့အခြေအနေဆိုတော့လေဒီပေါ်မှာရောကိုယ်အနေနဲ့ဘယ်လိုမြင်မိလဲဘယ်လိုသုံးသပ်မိလဲအဓိကတော့ဒီဘင်္ဂလားဒေ့ရှ်ပေါ်မှာပေါ့ တကယ်တမ်းပြောမယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်မှာသူဟိုပြည်တွင်းမှာစင်ခုန်မှုတွေပြဿနာတွေအများကြီးရှိပါတယ်နိုင်ငံရေးမတည်ငြိမ်မှုတွေစီးပွားရေးအကျက်သေးတယ်ပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးဖြစ်နေတဲ့တိုက်ပြည်တစ်ခုကဒါအနောက်နိုင်ငံတစ်ခုအလိုအကျပေါ့နော်နောက်ပြီးတော့ဒီတရုတ်လေးမကြိုက်ဘူးနောက်အိန္ဒိယလေးမကြိုက်နိုင်ဘူးပေါ့နော်ဒီလိုပုံစံမျိုးဒေသအတွင်းအင်အားကြီးနိုင်ငံတစ်ခုမကြိုက်တဲ့အလုပ်ကိုသွားပြီးတော့ လုံးဝဆိုတာကဒါသူတို့ကိုဟိုစဉ်းစားပုံမှန်စဉ်းစားလိုက်လို့ရှိရင်တော့မှဒါဖြစ်နိုင်ရှင်နေတဲ့ကိစ္စတခုပေါ့နော်ဆိုတော့အဲတကယ်ဝေဖန်ရလို့ရှိရင်တော့ဒီသတင်းကိုရေးတဲ့ပုဂ္ဂိုလ်ကဒါဟာတပြောနေတဲ့ပုံစံမျိုးပေါ့နော်ဒါအာနိုင်ငံရေးဟာတပေါ့ဒီဒီလိုပုံစံမျိုးပြောနေလို့ပဲကျွန်တော်ပြောလို့ရပါတယ် ဆိုတော့နောက်နောက်တစ်ခုပေါ့လေဒီဒီအိန္ဒိယသတင်းဌာနတော်တော်များများကဒီဘင်္ဂလားဒေ့ရှ်အကြောင်းကိုတော်လေးဟိုရေးကြတာတွေ့ရတယ်ပေါ့လေအဓိကတော့သူတို့ဘာလုပ်နေပါလဲညာလုပ်နေပါလဲပြီးရင်ဒီစီရေးရပေါ့လေစီရေးရဘလို့ပုံစံတွေရှိနေတယ်ဆိုတော့ဒီထောက်လျင်းသတင်းတွေပေါ့လေအဲ့ဒါတွေကိုဟိုကရေးတာတွေတွေ့ရပါတယ်ဆိုတော့ဒီအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ရဲ့လက်ရှိအခြေအနေဘလို့ဆက်ဆံရေးအခြေအနေရှိရှိပါလေကိုဘလို့သိထားရပါလေဗျာ အော်ဟုတ်ကဲ့ကျေးဇူးပါဗျ။အဲတကယ်တမ်းဒီတည်င်းရဲ့နောက်ခံကိုကြည့်ရလို့ရှိရင်ဒီတည်င်းကိုရေးတဲ့သူကအာအိန္ဒိယအိန္ဒိယဖြစ်ပါတယ်။အိန္ဒိယတည်င်းဌာနအိန္ဒိယနိုင်ငံသားဖြစ်တယ်။ဆိုဆိုတော့ဒီပုံကိုတွေကဒီအိန္ဒိယအစိုးရပေါ့နော်အထူးသဖြင့်အိန္ဒိယထောက်လန့်ရေးအေဂျင်စီတွေနဲ့လည်းဆက်ဆက်မှုရှိနေတယ်ဆက်ဆက်မှုရှိနေပြီးတဲ့အပြင်ဒီဘင်္ဂလားဒေ့ရှ်ပါလွယ်ခဲ့တဲ့ နှစ်ပိုက်တွေပါဖြစ်ခဲ့တဲ့ဒီရှ िख ာစင်လာတော့ဟိုထက်ပြေးရတဲ့အခါမှာဒါကိုမကျင်နဲ့ဖြစ်နေတာကြီးအများကြီးရှိတယ်အိန္ဒိယဒီအစိုးရအဖွဲ့ရောတချို့တို့ပြည်သူတွေရောပုံတော့ဆိုတဲ့အခါကျတော့ဒီလက်ရှိဒီမိုဟာမက်ယူနက်စ်အစိုးရကိုဒီပြည်တနာဖြစ်အောင်မြေတဲ့အိန္ဒိယဘက်ကလှုံ့ဆော်နေတာရှိတယ်ဆိုတော့သူတို့ကဘင်္ဂလားဒေ့ရှ်ကိုလက်ရှိအစိုးရကိုမကြိုက်ဘူး မကြိုက်တဲ့အတွက်ကြောင့်သူတို့ကပြဿနာရှာနေတာသူတို့ရှိတယ်ရှိတဲ့အခါကျတော့သူတို့ကိုယ်တိုင်လည်းပြဿနာမလို့ရှင်ဘူးအဲမလို့ရှင်တဲ့အပြင်နေပြီးတော့ဟိုတခြားအင်အားစုတွေနဲ့ရန်တိုက်ပင်းနေတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒီတည်ရဲ့လှုံ့ဆော်မှုကအဲ့လိုပဲအဓိကတော့ဒီတရုတ်ကိုဟိုရန်ဆွာတဲ့ပုံစံမျိုးပေါ့အာဘင်္ဂလားဒေ့ရှ်ကတော့အနောက်နိုင်ငံနဲ့ပေါင်းပြီးတော့တရုတ်ကိုရန်ဆွာနေပြီဆိုပြီးတော့ပုံစံမျိုးလှုပ်လိုက်တာပေါ့ တကယ်တမ်းပြုတ်မိဆိုရင်တော့ဒါအိန္ဒိယကသူတို့ကမခံမရဖြစ်နေတာပေါ့နော်ဒါကိုနေပြီးတော့အဘင်္ဂလားဒေ့ရှ်ကိုအပြစ်လွှဲရှာတာပေါ့ဟုတ်ကဲ့အားလုံးတာလီစော့ပါအခုလိုအဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်